မင်္ဂလာပါရှင်အခုအသေးအမြန်သေးတဲ့သင်္ဘောပင်ဆိုင်ပြူမီတန်းကောင်းတစ်ခုကိုလေ့လာလို့ရအောင်ဒီနည်းပညာအမခန်နဲ့နည်းပညာကိုဒီဗီဒီယိုလေးမှာသိသိပြသထားပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အမြင့်ပွားခြင်းနဲ့သင်္ဘောပင်ရဲ့ပင်စီမှာတန်ရှင်းတဲ့ဓာတ်နဲ့နဲ့တပေးပက်လေကိုချစ်ထုတ်လိုက်ပါရေးကြည့်တာပါအတွင်းပိုင်းအမြင်တွေပျက်စီးပြီးအပင်ရဲ့ရေနဲ့အာရာစီစီမှုယာယီဖြတ်တောက်ဖို့ပါပြီးရင်အမြင့်ထွက်ဆေးကိုဖြတ်တောက်ထားတဲ့နေရာမှာလိမ့်ပေးတာကိုလိမ့်ပေးရပါမယ်ဒါကအလုံးတဲ့အလွယ်ဆုံး ုပ်ပိုင်းဖြစ်ပါတယ်ပင်စီမှာအသင့်ပြင်ထားတဲ့အပေါက်ပေါက်ထားတဲ့ plastic ခွက်သို့မဟုတ်အမြစ်ထွက်အိတ်ကိုခွဲစိတ်ထားတဲ့နေရာမှာတက်ဆင်လိုက်အဲ့ဒီခွက်ဟာအမြစ်မှာအမြစ်တွေပေါ်လာတဲ့အခါမြေကြီးသို့မဟုတ်အုံမုံတွေအုံအုံအုံမုံတွေလိုအပ်ပါတယ်အခုလိုဆိုရဲထိန်းထားပြီးသားအုံမုံသို့မဟုတ်မြေဆွေးခွက်ထဲမှာတည်တည်ချာချာဖိသိမ့်ပြီးထည့်ပေးတာကိုတွေ့ရပါတယ်မြစ်ထွက်ဖို့အတွက်အဆိုတက်နဲ့အမှောင်ကအရန်အရေးကြီးပါဒါကြောင့်နောက်ဆုံးအနေနဲ့အပင်တဝိုက်ကိုနေရောင်ကြီးလုံးဝမေးအောင်အမဲရောင် plastic အိတ်သို့မဟုတ် လုံကြုံတဲ့အိမ်နဲ့ထမှန်ပြီးတော့ကျိုးနဲ့ခြိလိုက်ရပါ45ရက်ကြာပြီးရင်ဘယ်လောက်အောင်မြင်တယ်လဲဆိုတာကို တွေ့ရပါမယ်ထို့အမြင့်ထွက်ထားတဲ့ဟာလေးကိုနေမြင်နေရမှာတင့်တော်တဲ့မြင်နေရမှာချပြီးစိုက်ပြူလို့ရပါတယ်ပြောင်းရွှေ့စိုက်ပြူလို့ရပါတယ်အဲ့လိုစိုက်ပြူရလက်ကတင်မောတီရစားကောင်းရင်မှာကျမရွတ်တွေဘလုံကောင်းလဲဆိုတာကိုသိရမှာပါသင်မတို့ဟာအာဟာရတကျွေးဝါခြင်းကင်ဆာရောဂါနှလုံးကာကွယ်ခြင်းအစာခြေစနစ်ကိုကူညီခြင်းအသားရေလှပခြင်းဆိုရဲအဲ တာဟွာတွေတာဟွာလပနေဆိုရဲကျမကြီးအတွက်လိုအပ်တဲ့အားအထောက်အကူကိုပြုစေပါဒီလောက်ကောင်းတဲ့သင်္ဘောတွေကိုကိုယ်တိုင်းဆောင်စိုက်ပြီးစားသုံးနိုင်မှုဒီနည်းလမ်းလေးကအထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရင်းနဲ့စိုက်ပျိုးရေးဆိုင်ရာဘုရားကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော်